ရမခင်ခင်သူရဲ့မအိမ်ကံကိုအပိုင်း25အနေနဲ့ဖပြပြီးမှဖြစ်ပါတယ်ရှင်။ဝိနကားကြီးနှစ်ချက်ကြားသူလူတယောက်ကလျှောက်ကြီးရဲ့လက်ထိုးခံလိုက်သဖြင့်မအိမ်ကံတကားမောင်းထိုးရန်မဖြစ်နိုင်တော့မအိမ်ကံမှာတကားနှစ်ချက်ပွင့်မသွားဖို့သာအရင်စူးစမ်းနေရသည်။တကားကြီးနှစ်ချက်ကြားညံ့နေတော့တိုက်ပေါ်ရင်ကြီးဝဲလက်ကြီးတစ်ဖက်ကမအိမ်ကံဘက်မှရှိနေခြင်းဖြစ်သည်ဖြင့်ကြောက်စရာကောင်းလာသည်။ မယင်ကံမြင်ရသလားတိုက်ပုံအင်ကြီးလက်ကအနာရီဖွာထွက်နေကအဖာသေးရလည်းများလာသည်တိုက်ပုံအင်ကြီးလက်ထဲကထိုးထွက်နေသောလက်ပြန်းသည်လက်ဘွားတစ်ခုလုံးသည်လည်းအိုမဲလိုလိုရှားစီလိုလိုညင်မွေမွေချင်းညော်နေပြကြံလျက်ရှိပါ၏ပယင်ကံအတွက်လှုပ်ရှားတစ်ချက်သာရှိသည်ငကားကြီးတစ်ချက်ကိုကိုလုံးဖြင့်ဖြည့်ရှင်းအားဖြင့်လက်ညက်သွားစေနိုင်သည်ဒီထက်အားဆိုင်လျင်ဂျိုးပင်ဂျိုးသွားနိုင်သည် လဲပေါ်ကဖြတ်ခနဲစင်းလာပြီးတကားနည်းရအောင်ကတ်လိုက်တာကိုမယင်ကန်ဝင်းထဲဝင်းမှာတတိထားလိုက်မိတော့လေဒီလိုအတင်ရဲလိမ့်မည်မထင်ခင်တကြီးရင်ကိုဒီလိုနွမ်းပါလာတော့လေသမားတယောက်ကပိုင်စိုးပိုင်နေလို့ဆရာအကြောင်းမရှိ အဖေလူတွေလားဒါမှမဟုတ်အဖေကိုရံပြူချင်သူတွေလားခေကာလာမကောင်းတော့တချို့ရွာတွေမှာတကြီးတို့ပင်ဒုက္ခပေးနေကြတာတွေကြားရသည် အခုလည်းဖေကိုရန်လို့ချင်လို့ပဲဖြေရမည် အဖေလို့ဆိုရင်တကြီးမင်းရှိသလားလို့တော့မေးရမည်အခုတော့ပိတ်လိုက်တဲ့ကားကိုပဲလက်ထိုးခံလိုက်သည်ဆိုတော့လူကောင်းဖြစ်စရာမရှိမဲ့ကံတကားနှစ်ချက်ကိုကြောကက်ဖီပြဲလိုက်သည်ဟဲ့ဟဲ့ကံကလေးငါနမလက်များကျိုးပါရော့မယ်ဟာဖွင့်စမ်းပါမြင့်မြန်အတန်ကခတ်အုပ်အုပ်ကံကလေးတဲ့ငါနမနေဟဲ့တော့ဒါဆိုအကူမောင်မြတ်တာပေါ့မဲ့ကံကတကားကိုကြောဖြင့်ဖီခဲရကလှေကလူတကူစားလာဖွင့်ပေးလိုက်သည် ိုမောင်မြတ်တာဆိုလိုတာကဝင်လာသည့်လူကြီးကစစုပ်ပြပြန်နိုင်လာကြည်လားကြီးမားချောင်ပွားလာတော့ပင်နေတူတိုက်ပုံကြီးမှာမူလသားထံဖာခွက်ကများလာပါ၏အယောင်စင်းဆိုတာတော့ရေတနုပ်ပစိုးကမှပြောင်းသေးသည်နှကမ်းမွေဖာလျားတွေကစပလုံးတစ်ထောင်မကောင်ပင်ရှည်လျားလာသည်စပင်ပုတ်တိုက်ကကြီးမားလာတော့ဖြင်ကောင်းပေါင်းကြီးပေါင်းထားသေးကြကရှန်ထွန်းနေကြ၏မြက်ကွင်းတွေကခြိုင်နေလိုက်တာ င်ညိုယိုလေပွန်လေပင်ယိုတွေကလည်းငုံတော့လာသည်အသားရည်ကတော့ယောဂီရောင်ခြေတရားစုံဟောင်းလို့ညုံမွေးမွေးမဲ့ရင်ကန်ကကိုဖြစ်သူကိုခြေဆုံးကောင်းဆုံးကြည့်ရင်အော်နေခဲ့သည်ကိုရဲ့ဘလို့များဖြစ်လာတာလဲတောချေရွာတွေဘက်မိသွေးဖုတ်ဖို့တွင်လဲတိုင်းကြသူလဲသမားတွေလိုမျက်လုံးလေးတွေသာရောင်ရှိတော်သည်နောက်မှနေရာတရားကိုတရားကြည့်နေကြတာအကြိုက် မိန်ကန်ကတကားမောင်းကိုထိုးလိုက်ပြီးအကိုဖြစ်သူကိုလက်မောင်းကဆွဲခေါ်လာခဲ့သည်ကန်ကောင်းလို့ပါလားကိုရဲ့ကန်ကလေးကမကောင်းသူမကောင်းသားမှန်လို့လက်ကိုတကားနဲ့ညှက်ချိုးပြစ်မလို့အလိုအင်မတန်နူးညံ့တဲ့နှမကလေးတော်ဒေါသတွေဖြစ်တတ်နေပါဘူးကောအခုစကားကြောင့်မိန်ကန်ဝန်းနေသွားမိသည်မိန်ကန်ကိုညာတာတတ်သူ စာနာတတ်သူကိုချင်းစာတတ်သူတနာတတ်သူဖေမာတတ်သူကုညီတတ်သူ ပြီးခန်းတက်သူရဲ့လို့အားလုံးကလက်ခံထားကြတာမဟုတ်လားအခုတော့ဒေါသလျောက်တွေ ပြောနေခဲ့မိပြီဒီဒေါသတွေကမဲ့ရင်ကန်ရင်တဲ့ဘယ်ကဘလို့ရောက်လာတာပါလဲစစောကတွေးပိန်တို့ဝိုင်းထဲရောက်တော့ညမမြဲအမဲကိုတွေးပိန်ကားပြီရှင်ရင်ကန်သူတော်ကောင်းမှလို့ခေါ်ခဲ့သေးသည်ကိုနောင်ကန်ရွှေမုံကိုတွေ့ခဲ့ပြီးမှမဲ့ရင်ကန်မတိပဲဝင်လာသည်အာကုသူစိတ်တွေများလားအိမ်မှာဘယ်သူမှမရှိဘူး ရက်ကန်ယုံထဲမှာတော့ရေးချညွန်းတို့ရှိကြပုံပေါ်သည်တခြားခြားတလုံးလုံးကြားနေမြင်နေရပါ යි အကိုမောင်မြတ်သားကလက်ထဲကလွယ်ဧကိုပေးချာကခုံတန်းရှိကြီးပေါ်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်အဖေတို့မရှိကြဘူးလားမိပိုင်ယုံတို့ကမတွေ့ပါလားအဲ့တာပေါ်အကိုနဲ့ကံကလေးအလှလဲသွားကြည့်တဲ့ကမရှိကြတာအလှအိမ်တော့မဟုတ်တော့ပါဘူးဘယ်များသွားကြတယ်မပြောတတ်ဘူးမောပြေအောင်ပြီးမှရေချူ အကိုမောင်မြတ်သားဒီလိုပုံနေရုတ်တရက်ကြီးကိုထင်ပြတယ်လို့ရောက်လာလိမ့်မည်မထင်ခင်ရောက်လာပြန်တော့လဲညှဉ်းနွမ်းလိုက်တာကိုရဲ့အကိုကိုကြည့်ရင်မအိမ်ကံမျက်ရည်တွေဝိုင်းဦးလာခဲ့မိဘကမြည်နေရနီထန်းဦးရင်နဲ့တောလူချမ်းသာစရင်ဝင်ตาကလေးမြင်စေခြင်းလုံးလုံးတက္ကသိုလ်ဆောင်ကြီးပို့ကမှအကိုကပညာရေးကိုစိတ်ဝင်စားတိုင်းပြည်လွတ်လပ်ရေးတွင်စိတ်ဝင်စားသည်မအိမ်ကံကတော့မိန်ကလေးပြီးပြီး မိသားစုတိုက်တိုက်ဝဝနေစေခြင်းသည်မယေကံမမဟုတ်ပါမိဘတစ်ပါးကလည်းဒီစိတ်သာရှိကြပါ၏သို့တော်အကိုကတိုင်းပြင်းနေလူမျိုးရေးတဲ့ဘယ်ဟာကမှအရင်မကြည့်ဟုသဘောထားခဲ့သူဆိုတာမယေကံညံမိသလားသဘောပေါက်ရပါသည် ထောင်မကြောက်တမ်းမကြောက်ပြေးဟဲလွှဲပုံဟဲအောင်ဟဲရှိရသောအကိုဘွားကိုမယေကံတစ်ခါတစ်ခါတနာလွန်လာသည်ဘလို့စားလို့ဘလို့နေရှာပါလိမ့် ဘလို့ပုံလို့ဘလို့ရှောင်နေပါရှောင်နေရပါလိမ့်နိုင်ငံရေးကိုမယင်ခံမတီးတော့လိမ့်ကိုတိုင်းပြည်သူတပားလက်အောက်ကြနေရတာကိုတော့ဒီပိုင်းအဖေကိုတိုင်းအင်္ဂလိပ်လိုတော်ရေးတကြီးဘွားကို တစားတစားစိတ်ကုံလာမယ်မယင်ခံရိတ်စားမိသည်ကျိုးဘွားကလွတ်မြောက်အောင်ကိုလုံနေတာကိုလည်းမယင်ခံမကန့်ကွက်ခြင်းဒီတစ်ခါအကိုရောက်လာတာပဲကြည်လိမ့်နေနေချီကြပြီးမှမမျော်လင့်ပဲရောက်လာခဲ့သည်ရောက်လာတော့လေလွလွလလလမဟုတ် ုံရှိုးွယ်ရှိုးနိုင်လာပိုင်လူကလည်းညင်တုံတုံချင်းစော်ဖက်စော်များပင်နဲ့လို့မုံစိတ်တွေကမဲ့ရင်ကန်တို့ရွာတွေပဲစိတ်ကြောင်ရောက်လာတတ်တော့ဦးအစ်မန်နေပင်ဒူလာပါတကောကိုရဲ့ရောက်တော့မျက်နာပေါ်ကအမွှေးတွေကိုရိတ်ပါအောင်တော့တကယ်တည်းဦးအစ်မန်ကြီးကြားလို့ညစ်ပန်နန်းစွန်နေလိုက်တာများကိုရဲ့မလုံးနဲ့ကန်လေးကိုတို့ကရုပ်မြင့်မြွနဲ့တွာလာနေရတာပါရေမိုးချွေရင်ကောင်းတော့လျှော်လိုက်ပါအောင်မယ်တေရောကမွန်းကြီးတော့ရှိတမို့လား ရှိပါတော့ဖြင်းအိုကြီးတလုံးလောက်နဲ့လျှော်မရမှာမဲ့ရင်ကန်လျှော်ပေးပါမယ်လေမဲ့ရင်ကန်စကားကြောင်မောင်မြတ်သားကရည်သည်မောင်မြတ်သားကသူ့တိုက်ပေါ်အင်ဂျီကြီးကိုချွတ်သည်အတွင်းမှာကျိုးတစ်ချောင်းနဲ့ပကုံးကိုလွှဲတိုင်းထားသောအဝေးခွကြီးကိုဖြုံနေသည်မဲ့ရင်ကန်ကတော့ထူဆန်းလာသဖြင့်ထိုင်ကြည့်နေခဲ့သည်အဝေးခုကြီးကပစိုးသုံးလေးခွင်းစုခေါကကျောင်းနေခုံဆက်မှာတိုင်းကြည့်ထားခြင်းဖြစ်ဒါကကျောမှုကြီးနဲ့တူအောင်ခုထားတာနှမကလေးရဲ့ပစိုးလည်းပါပြီးဖြစ်ကြော် ကျောပူကြီးနဲ့ဆိုတော့တော်ရုံပလိညက်စီလဲခဲ့ရောဖြစ်ရလေအခုရဲ့မဲ့အင်ကန်စိတ်မကောင်းဖြစ်ရပါဘူးဒီကနေ့မဲ့အင်ကန်တွင်စိတ်နှမျိုးရှိနေခဲ့သည်စစောကရွှေမုံဖက်စိန်ကုန်းတော်ကြီးပိုင်လျက်ရှင်လောင်းလှဲလာတာတွေ့တော့မခံချင်းစိတ်ကလေးခုမိခဲ့သည်အခုအကူမောင်မြတ်သားရောက်လာတော့စိတ်မချမ်းသာ ဖြစ်ရသည်အခုရေချိုးပြီးရင်တမိမိချင်းသေးတယ်အခုမအိပ်ရတာနှညလာရှိပြီအိပ်ရွာမှာထမင်းစားမယ်ဘာချက်ကြတော့ဟာ မလောင်နဲ့ကျင်းဦးချက်နေကြတာပဲအကိုရဲ့တောစာပေါ့တောစာပဲကြိုက်တာပါဟာမောင်ကြီးတိန်ကတော့ပြောနေသေးတာသခင်မြတ်တာတို့အိမ်လိုက်ချင်လိုက်တာတဲ့ကံကလေးနဲ့ဆုံးကြသေးစုအဲ့တာပေါ့မြင်းချံရောက်တဲ့နေ့ပဲအကိုကမြင့်စိတ်ဆင်းသွားတာတဲ့ကိုပြေတဲ့ကကုညီပါတဲ့မြင်းချံသွားတော့ကရွာချီထီလိုက်ပို့တယ်လေပြောပါတဗျာငါနမကိုချော့လွန်းလို့တဲ့မောင်ပြေတဲ့ကကံကလေးကိုသဘောတရသဘောကြတာတာနဲ့တူပါရဲ့ကွယ် မောင်ပြေတဲ့ကလူပုံနဲ့တလောက်စိတ်တက်ကောင်းတယ်။ကိုတို့လောပုံရှိုးနေရတာမျိုးမရှိပြင်မယ်။ပလိကသူ့လည်းစောင့်ကြည့်နေတာပဲ။ပန့်ရင်ကန်ကိုကိုပြေတဲ့ကချောတဲ့ဆိုတာကိုမချက်တော့လေ။ငါနှမကိုသဘောချတတ်တာထင်ပါရဲ့ကွယ်ဆိုတာကိုတော့အကူမောင်ဖွားရှိမှရှင်မိပါ යි ။ဒီတော့လည်းမန့်ရင်ကန်မှာစကားလမ်းကြောင်းလွှဲရတော့သည်။အဖေတို့မိပန်းရုံတို့လည်းကိုရောက်လာတော့ဝမ်းတာကြရှာမှာ။ဒီခါတော့ကြကြနေပါအောင်တခင်အုပ်ဆိုးရဲ့။ မိန်ကန်စကားကြောင့်မောင်မြတ်သားမျက်လုံးပြူးသွားသည်ပြီးမှရည်လေတော်သည်မိန်ကန်ကလည်းရည်ချင်လာပါ၏တခင်အုပ်ဆိုလို့ခေါ်လိုက်ရတာမဟုတ်လားအလိုဗျာညီဘယ်သူများပြော့လိုက်ပါလဲဟုတ်ဟုတ်သေးတော်ဗျာမောင်ပြေသိန်းကတနခါတော့လက်ဆောင်ပေးရင်ပြော့လိုက်ထင်ပါဟုတ်တယ်ကိုရဲ့သူ့နာမည်ရင်းကတတ်နေတဲ့တခင်နာမည်ကပြေသိန်းတဲ့အကိုကတခင်အုပ်ဆိုတဲ့ကန်ကန်မိန်ကန်ကိုတို့အိယာပြင်ချေအောင်မေးရေကိုနားပြီးမှချိုးပေးကိုလွယ် အေးအေးရော့ကန်ကလေးအကိုလွယ်ရေးကိုယူပြီးမယင်ကန်နောက်ပြီးကြောင်ဘက်ထွက်လာခဲ့သည်ဟင်းအိုးတွေလမ်းကြီးချင်လို့ဖြစ်သည်တိုက်တိုက်ဆိုင်ဆိုင်ဒီကနေ့မှအကိုအကျိုင်းပဲကြီးနဲ့နေမကြီးရွှေနူတုတ်ကလေးတုတ်ထားကြသည်ငစင်အားရေချိုချက်ကလေးနဲ့ငရက်လုံးငပီကောင်းကြောင်ငရက်သည်ဆက်ဆက်ကလေးဆိုတော့အကိုထမင်းမိန်မတေးချသည်အကိုကမယင်ကန်ကိုယ်တိုင်ခုခက်ကြွေးမိထမင်းအိုးကြီးကိုချွေးလန့်လိုက်မယင်ကန်ရင်နွေးအိုးကြီးထင်မိထထိုးခဲ့သည်ပြီးလင်းအပေါ်ထက်ကိုတက်ခဲ့ပြီး ရန်နာမှာကိုအတွက်အတင်ပြူပြတစ်ချက်ခင်းရင်အင်အားပြင်ပေးလိုက်သည်မဟိန်ခံကတော့ကိုပြေတင်းပြောလိုက်သည် ချုံလွန်းလို့တဲ့ဆိုသည့်စကားတွေသာကြားရောက်နေသည်လူပုံနှဲသလားစိတ်တက်ကောင်းတဲ့အကိုပြောသလိုမဟိန်ခံကိုသဘောချတတ်တာဆိုတာလည်းဖြစ်နိုင်ပါ යි ဒါကိုမဟိန်ခံရဲ့ဗီဇာဆေးရသိနေသလိုခံစားရသည်ရေတွင်ကုန်းပတ်စီကရေတွေတပွမ်းပွမ်းလောင်ချိုးနေတဲ့ကြားရပြီအကိုရေချိုးပြီးလေတမင်စာနိုင်ဖို့အစဉ်သင်ကူခတ်ထားရမည် ။ထမင်းစားပြီးမှအိတ်ခံရမည်။မယင်ကန်အောက်ထပ်ကိုဆင်းလာစဉ်ဝင်းကားဖက်စီကအတန်ဒီကြားရလို့လှမ်းကြည့်လိုက်ပါ၏။အဖေနေရမည်။ပြီးတော့မလာအောင်ဇက်လိတ်ကြီးတွေခြင်ကြလို့ဝင်းကားစီမယင်ကန်ပြေးလာခဲ့သည်။အကိုရောက်နေတာကို ပြောချင်လာပြီ။တမီးနေကောင်းရဲ့လား။ထမင်းကစားပြီးပြီလား။အမေတို့အလှအယောလူကြီးဖိတ်ဖိတ်လို့တွားထိုင်ကြတာ။မေတို့သွားတော့တမိမနိုးသေးလို့မကြညွန်းတော့မှားခဲ့ပါရဲ့အမေအကူရောက်နေတယ်။အိုးဟုတ်လား ဇကြီးရဲ့လူကလေးရောက်နေတဲ့တဲ့တော်ရဲ့အဖေနော်အခုဘာမှပြောမနေနဲ့အေးပါသမီးရဲ့အခုဘဲမှတော့ဟဲ့အိမ်ထဲမှာဖေရောမိမမျက်နာရီပျော်ရိပ်များဖြင့်ဝင်ဆက်သွားကြသည်မျော်နေကြတာမဟုတ်လားနှစ်ပါအောင်မျက်စိရောက်ကပြောင်းနေသောတာမောင်ကိုတွေ့ချင်းမြင်ချင်းလွန်လာပြီမလောင်ကတကားကိုမောင်းပြန်ထိုးသည်အိမ်ထဲရောက်တော့အကိုချွတ်ချထားခဲ့သောပစိုးဟောင်းတိုက်ပုံဟောင်းတွေကတန်လျာပေါ်ပုံလိုက် ဘုဒ္ဓထံကကောက်ကင်ကမြောက်ကြီးသည်တို့ရွာကအယူပါမဝတ်တာကမှပြောင်းသေးကြောင်းမာကြီးနှင်းသားဝတ်တွေကြည်ပါအောင်တော့အဖေစကားကြောင့်မေပန်းယုံကမရင်ကန်မာကြီးကြားရသည်အယူပါမောင်ကရွာယိုးကိုပေါ့ရှောက်သွားနေသူမို့လားမလာအောင်ကဒီစကားကိုကြိုက်ပုံမေးရဖေးတဲ့သားတူပါတော့အင်းနဲ့အင်မတန်ကဆုတ်ကညင်နိုင်ကြတာဟာဒီဟာမှမေစကားပဲရ ဒီလိုဆိုတော့လေမိန်ကန်တို့အိမ်မှာအပျော်တန်လေးတွေညံလျက်ရှိရပါ යි ညသာသမင်းဝိုင်းကတော့နေ့များစွာတွင်မိသားစုဆွဆုံလင်းလင်းဆုံးကြသည့်သမင်းဝိုင်းဖြစ်သည်မလာအောင်ကမနက်ကချက်ထားသည့်ဟင်းများအပြင်ညနေဘက်မှာချက်သားစီပြန်တစ်ခွဲပူရွက်ဟင်းကြော်တစ်ခွဲထပ်ပြေထားသည့်ဖြင့်ဟင်းနေမဲဆုံလာပါ යි မောင်မြတ်တာကကောင်းပြီမခေါ်မဖော်နိုင်မိန်ကန်ကအကိုဖြစ်သူသမင်းမကန်နဲ့ဟင်းနေမကြခနာထဲပေးသည် ဥသာထံကတော့တားကိုကြည်ကစိတ်ကောင်းဖြစ်နေပုံရသည်တားဖြစ်သူနှင့်တွေ့တွေ့ချင်းသားကိုဖက်ကငူရှာပါသေးသည်အသက်ကြီးကမှမျက်ရည်ကျရသောဖယင်းသည်တိုင်းပြည်ရေထက်ဘာကိုမှတန်ရောစင်မထားသောသားကိုကြည့်အမေပန်းယုံလည်းမျက်ရည်တဆန်းဆန်းရှိခဲ့ရသည်ဖေနေမင်ကိုတော့မရင်ခံလဲငုံမိသည်ငါသားမောင်းတောက်ထိန်နဲ့မှတယ်ဆိုလို့အဖေတကြီးလောက်ကနားလိုက်တယ်တကြီးလောက်ကလည်းနာမည်ခံရှိတော့တာပါကွာ ဲ့မှာအတင်းအဖွဲတွေမြို့မြို့ပေါ်လာပြီးမယ်တို့ကတော့ရွာဆိုတော့အဖေကိုဥထိတ်ထားကြတော့ပါပဲငါသားကအဖေကရက်မကွာရွမကွာရွာမကွာအိုးမကွာအိမ်မကွာခုံရှိရှိနေစေချင်တာရှိတာပါမင်းလောက်တာအဖေပါမှမပြောချင်ဘူးဒါပေဒီမင်းစိတ်ရဲ့လွန်လှတကွာသမင်းစားပြီးပဲမော့တိုင်းပြီးကထန်းကလတ်ထိုင်းနေခင်းကထိုင်းကြသည် မနီးမွေးမီးဖို့ခြင်းမှာမလာအောင်ကနွားနိုးဂျွနေသည်မောင်မြတ်သားကနွားနိုးတိုင်ရန်ဖြစ်သည်တာဖာတရေစုံကြစီ ဥဒထံကမောင်မြတ်သားကို ပြောလိုက်ခြင်းဖြင့်ဆင်းရဲတဲ့အဖေကျွန်တော်တို့ဒီချိန်မှာပြလက်အဖမ်းခံလို့မဖြစ်ဘူးကျွန်တော်တို့လောကတယောက်ကိုတယောက်ချိတ်ဆက်နေကြတာဆိုတော့ခုလန်မှာဖမ်းခံရရင်ခွင်းဆက်ပြတ်သွားတတ်တယ်အခုတော့မိသွေးတိုက်ပြန်နေလဲနေနဲ့လိုက်ခဲ့ရတာအခုကတိုင်းရင်ပြည်ရအောင်မဲနေတော့ဖေးတို့တော်ဘက်မှာတော့စကားတွေကမျိုးမျိုးပဲတော်ကြောင်တွေကလည်းထဖို့ခက်ခွင်းပြင်းနေကြလေရဲ့အဖေတကြီးရွှေမခန့်သာကောင်းတယ်ဗျ ိုဟာကို့အစုနဲ့ကိုဖြစ်ကုန်ကြပြီမြို့တွေမှာနိုင်ငံရေးအဖွဲ့တွေကဗော်လန်တီယာတွေဖွဲ့ကြတယ်ဗော်လန်တီယာဆိုတာကကိုကြိုက်တဲ့အဖွဲ့ဘက်ကအခမျိုးပဲပါကြတာပေါ့လေဒေါက်တာဘမော်ကဓမ္မတက်ဖွဲ့တယ်ဦးစောကဂလုံးတက်ဖွဲ့တယ်လက်ယုံတက်တို့တမ်နီတက်တို့လည်းရှိတယ်မြို့မှာတော့စူပွက်နေကြတာပါပဲဘာလို့ကြဖို့တော့အင်္ဂလိပ်ကိုချဖို့ပါပဲဒါမှမဟုတ်ချင်းချင်းကလည်းစောင်းနေကြတော့ခက်တာပဲဖေဒေါက်တာဘမော်ကဗမာထွက်ရဲ့ခိုင်းဆိုတာမနစ်ကဖွဲ့လိုက်ပြီး ဘောကတော့ဖေရစစ်ကြီးစတော့မယ်အင်းလေးကစစ်မီလောင်တဲ့ဘက်စိတ်ရောက်နေတော့ကျွန်တော်တို့ကခွင့်ကောင်းယူရမယ်သဘောပဲမင်းတို့တို့ပမာစီယုံကကောနှစ်ချမ်းခွဲကြပြီမယ်ရွေချက်ကတော့တူကြတယ်ဖေခုဟာသခင်ကောင်းဆောင်နေထောင်ကြတန်ကြဖြစ်နေကြရတယ်တာယာဝတီညီလာခံပြီးတော့သခင်အောင်ဆန်းတို့သခင်တန်ထွန်းတို့သခင်ဆိုးတို့သခင်ပါတင်တို့ထောင်ထဲဝင်ကြရတယ်သခင်ပါစင်သခင်ထွန်းဖွဲရလဲသခင်ကြီးတို့သခင်ခင်မောင်တို့ထောင်ထဲရောက်နေကြပြီ အဲ့တော့အထဲမြောက်သေးတဲ့တခင်တွေကရှောင်နေကြရတဲ့သဘောပဲအကုန်လုံးထောင်ထဲရောက်ကုန်အင်္ဂလိပ်ကတပန်းတာမှာပေါ့အဖေနဲ့ကို ပြောနေကြသည်များမိန်ကန်လုံးစေးပဲစီတော့နားမလဲသဘောသားလောက်ကိုသာခင်ပါသူပြီးပြီးနားလဲတလူလူတော့ရှိပါ යි မိဘယုံကမြေပဲတွေပူပူလောလောကြော်ကချပေးသည်မလာအောင်ကနွားနို့ပူပူငွေတထောင်ထောင်လာချပေးပါ යි စားလေးတစ်ပွင့်နှစ်ပွင့်ဖြူလာတော့မြေပဲဆန်ကြော်ပူပူကစားချင်းစပွဲ အကိုကအဖေနားလည်တော့စကားပြင်ခေချင်နေတယ်ပြောပြနေရှာပါ යි ဒီလိုဆိုတော့လေသားဖာတွေជីជីတသားရှိကြပါတကောမိန်ကန်ဝန်တာရပါ යි အိမ်မှာအောက်လင်းတမီကြီးရှိတော့လေအကိုကထိုးမခံလေးရောင်နေများနေမှာစိုးပုံရသည်တော်ရဆိုတော့ရင်နံတိုင်းမိခွဲရှိကိုသာထွန်ထားရသည် မလာအောင်မိဖို့ခြင်းစီကထင်းမီလေးရောင်နေပါတော့ရောက်လာတပိုင်း ိုညာကအဖေနဲ့ကိုတို့ညီနဲ့တကောင်စကားကောင်းနေကြသည်ကျေးဦးရောက်လာတော့မရင်ကန်ဖော်ရပြီမင်းခုလာတာကကောစိတ်ချရရဲ့လားငါသားရကိုရကိုဆိုတော့သူကမှတကူတကသွားတိုင်လောက်ဘူးလို့တော့အောက်မရတာပဲပြီကျွန်တော်ဆရာကြီးတို့နဲ့လည်းတွေ့ကြရှိသေးတယ်အချိန်နေကောင်းရင်လင်းငါရက်တော့နေပါဦးမယ်မဟင်ကံကလင်းငါရဲဆိုသည့်စကားကိုကြားတော့ဘောဖြစ်သူကလမ်းကောင်းသည်ရွာမရောက်သေးဘူးပြန်ရင်ပြန်ရက်တွက်နေတာသုံးခါရှိပြီ နေပါအောင်တော့လားဆေးရက်တန်းဒီလာဝတ်တန်းဒီအကိုတို့များဧည့်သလိုကြီးပဲဟောအောင်နေလိုက်ရတယ်မရှိဘူးမဟုတ်ပါဘူးနှမရအကိုတို့မှာဧည့်သလောက်အချိန်မရပါဘူးတသက်လုံးစားလွတ်လည်ရင်းရရင် အကိုနားမှာပါရွာမှာအခြေချပြီငါနှမနဲ့တသက်လုံးအတူနေမပြားကိုင်းအကိုသာတသက်လုံးရွာမှာနေကံကလေးကလည်းတသက်လုံးလှုပ်ကြွေးပါမတဲ့တော့မောင်နှမနှစ်ယောက်ကိုကြည့်ပြီးမိမနှပါမှာ PT ဖြစ်ကြရသည် လူကြီးတွေစကားဝိုင်းမပြီးနိုင်ကြသည်ညီနက်လာတော့မအိမ်ကန်အိတ်ချင်းမီကျေးဟုကိုလက်တို့ကအိမ်ပေါ်တက်လာခဲ့ဖိုတုံနေဖိုကူကတော့ကြားကန်အိမ်နေလိုက်ကြတာအတော်အယုံစားကောင်းတောက်ကောင်းလူပြိုပေါက်တွေဆိုတော့ဘာဘူးပင်မှမရှိမအိမ်ကန်တို့ခန်းကလေးတဲရောက်တော့ကျေးဟုကတစ်တာမိချပုံပြင်းရင်နံတိုင်းထွန်းသည်အလင်းပြော့ပြော့ကလေးကခန်းထဲမှာမင်းမင်းကလေးလင်းလာခဲ့ကျေးဟုက မဟင်ကန်၏အရာတွေကိုခါပြီးပြင်ပေးမဟင်ကန်ကိုအကဲခဲသည်မဟင်ကန်ဂျီမဟင်ကန်ကိုပြောကြရွှေလို့ပြောလေဂျီဂျီဟာဒုတိယကျင်းပြဿနာတစ်ခုဆောင်ယူလာခြင်းများဖြစ်လိမ့်မလားဆိုသည်စိတ်ဖြင့်စပြီးသားစကားကို မဆက်ဘဲရှည်ပြန်မဟင်ကန်ကဖျားဝှပြူနေတော့ဂျီဟာကောင်းရင်မကောင်းရင်တော်ရင်မတော်ရင်စဉ်းစားသည်မပြောတော့လေပြည့်ပြည့်ရပြန်အောင်မီပြောပြန်တော့ကော မဟိကံကဖျားရှုခိုးပြီးဒီနေဂျေဦးကိုကြည့်သည် ပြောကြရှိတာပြောလီဆိုသည်တဘောဂျေဦးကခြေတုံချတုံငါမလဲအခက်ကြုံနေရတယ်မဟိကံရဲ့တခါဖြစ်လိုက်တဲ့ပြဿနာကမဟိကံကိုထိခိုက်လွန်းလှတာမဟုတ်လားငါမှလှငယ်ရောက်ရဲ့အပြေးခက်ဆိုလာလို့ပဲဖြစ်ရလေချင်းရဲ့လို့ယူကြုံများဖြစ်ခဲ့ရတဲ့အေးပါငါသိပါတယ်ဂျေဦးရဲ့ဒါကငါဘွာငါအကြောင်းပေါ်ကြီးဖြစ်ချင်ရင်ဖြစ်ကြရတာပါပဲရှောင်လွဲနိုင်တာမှတ်လို့ ဘသူ့ကိုမှမဥပတ်ပါဘူးကြီးပြောကြရှင်းဒါပြောပါညီနဲ့ငါမှမပြောရင်ဘသူ့ပြောဖြစ်မှာတော့ဒီလိုအေးမနေ့ကအိမ်ခဏပြန်တော့တအောင်အိမ်ရောက်နေတယ်ငါကလည်းပို့ဆိုပတ်ဆက်ပြော့ပြစ်လိုက်တယ်နင်းယုံမှလို့မအိမ်ကန်ခမတသက်လုံးကစောင့်ထင်းလာတဲ့တိတ်ခမုံလီဝင်စင်းနေတယ်လို့ကြိုးကြည့်သွားရရှာတယ်ဆိုတဲ့အကြောင်းငါလည်းတတော်ပြော့ပြစ်လိုက်တယ်တအောင်ကဘာပြောတယ်လဲဘာမှတော့မပြောဘူးခေါင်းချင်းကုန်ပြီးစိတ်မချမ်းသာဖြစ်နေပုံတော့ပေါ်တယ် ပြောတာတော့သူ့အမေကဒီလိုလှုပ်လိမ့်မယ်မထင်ဘူးတဲ့ဖြစ်ရတဲ့နေကသူ့လည်းမရှိဘူးတဲ့မြင်းချံရောက်နေတာတဲ့နှစ်ရက်နေလို့ပြန်ရောက်တော့မှဒီစကားနေကြားရတာတဲ့တောင်းပန်တာပေါ့လေမယင်ကံကိုမြစ်တာရှိမီလို့ပါတဲ့သူမသိဘူးဆိုတာနဲ့ပြည်ဟာရောလာကြည့်ဦးရဲ့မလုတ်ကောင်းတာလှုပ်ရက်လေးချင်းရဲ့ငါစိတ်တယ်ချီလို့ပဲမချီနိုင်ဘူးဒီကိစ္စတရက်ရှင်ရမှာပါကြီးသူ့ကိုယုံကြည်လို့ငါနှစ်ကိုယ်တောင်တွေးခဲ့တာပါသူတိတ်ခါငါတိတ်ခါငါလုံးလုံးလှုပ်ခဲ့တာ ငှလိုက်ပြဆင်ကျဲလိုက်တာမှပေးသူကမေတ္တာယူသူကတစ္ဆာဆိုတဲ့ကရှိတာပဲကြည့်ဦးရဲ့လူဆိုတာမေတ္တာနဲ့ကမ်းလှမ်းရင်တစ္ဆာနဲ့တုံ့ပြန်ရတာမျိုးဤမဲ့ရင်ကန်ခမညာအိတ်ချင်စိတ်များပင်လွင်ပြဲသွားခဲရပါ යි ဒီကိစ္စကမဲ့ရင်ကန်ရင်ထဲမှာအောင်နေသည်ဖွားနုနုတဲမြုံနေတော့ကြောင်လက်တဲ့ချွွွန်ကြီးတွေလုံးအခါခွင့်မတင်ခွင့်မရသေးလို့သာလက်တင်မထိုးရသေးခြင်းဖြစ်သည်တရက်တော့ မြို့ချမိသည့်စေခါကိုလက်ထိုးအံ့အုံးမီလို့တော်တေးထားပြီးသားခုလည်းတောင်းပန်စာတစ်စောင်ရေးပေးလိုက်တဲ့မယင်ကန်မယင်ကန်ယူချင်မှယူပါဖတ်ချင်မှလည်းဖတ်ပါဒီတစ်ခါလည်းငါပြောကပါမဆိုးပါရင်နှုတ်ပေမဲ့တောင်းပန်တယ်ဆိုတာရှုံးပေးတာပါလေလို့အောက်မိသားနဲ့ယူလာခဲ့တယ်ကြည်ဦးရဲ့ငါကတုံးတင်ပြီးတော့ကြောင်တက်တာပေါ့ကြီးပြစမ်းပါကြီးဖတ်ကြည့်ရကျေးဦးကချွေးဟန်အင်ဂျီအေကိုလှန်လိုက်သည်တိုက်ကျေးကိုဖြုတ်သည် အထင်းကစာခောက်ကလေးကိုထုတ်သည်မဲ့ရင်ကန်ကိုကန်၏မဲ့ရင်ကန်၏မျက်နှာကိုလည်းအကဲခံရသေးသည်မဲ့ရင်ကန်ကမျက်နှာကလေးကို ခတင်နေချီလင်းသေရောပြုံးလေးပင်ပြုံးနေလိုက်ပါသည်မဲ့ရင်ကန်၏ဒီအပြုံးမျိုးကိုကြည့်ဦးတခါမှမမြင်ဘူးကဲမဲ့ရင်ကန်ကစာရွက်ခောက်ကိုတည်တည်ငြိမ်ငြိမ်ဖျန်းသည်မဲ့ရင်ကန်ဖြစ်ခဲ့ရသောအကြောင်းများအတွက်ကျွန်တော်တောင်းပန်ရပါတော့မည်သခင်မြတ်သားထံမဲ့ရင်ကန်လူကြုံပါလိုက်သည့်ပစ္စည်းများကိုထုတ်ကြည့်ရမှာ မယင်ကန်ဟုအမည်ထိုးထားသောလက်ကင်ပွားကလေးကိုကျွန်တော်တွေ့လိုက်ရခြင်းဖြစ်ပါသည်မယင်ကန်၏ယုံကြည်မှုကိုကျွန်တော်မယုံမဖြောင်းလုံးမိပါသည်မယင်ကန်မသိအောင်လက်ကင်ပွားကိုယူထားလိုက်ခြင်းအတွက်ဖြစ်ခဲ့ရသောအကြောင်းများကြောင့်ကျွန်တော်မှာစိတ်မကောင်းဖြစ်ရပါသည်ဒီအတွက်ကျွန်တော်မှာပြည့်ရှိကြောင်းဝန်ခံပါ၏တရက်တွင်ကျွန်တော်တန်တဲ့တာကိုအမည်ဖွင့်ရမှာလက်ကင်ပွားတွေ့သွားခြင်းဖြစ်ပါသည်အမေကြောင့်မယင်ကန်ခုန်တဲ့ခါပွန်ပဲရဖို့မမမကျန်းဖြစ်ရဖို့စီစီအားခေါ်ကူရဖို့မယင်ကန်ရဲ့လူကြီးမိမများမှာ တမင်းရှက်တွေ့အတိခံလိုက်ကြရပုံတွေကိုသိရတော့ကျွန်တော်မှာမျက်နှာထားတန်းအောင်ဖြစ်ရပါ යි ဖရာအလုံးတွေ့ကျွန်တော်တောင်းပန်လိုက်ပါသည်မအိမ်ကံခမညာကျမ်းမာချမ်းသာပါစီမောင်တာအောင်မအိမ်ကံကမျက်မှောင်လေးကျုပ်ရင်စာကိုတစ်ခေါက်ပြန်ထပ်ဖက်ပြန်စာရွက်ကလေးကို ပြန်ခေါက်လိုက်ကလက်ထဲမှာချစ်ချစ်ပေါင်းဆုပ်ထားလိုက်သည်ရင်နံမီးတိုင်လင်းကမိစာတိများသည်လာခြင်းကြောင့်လင်းအားနေသွားခဲ့သည် ကျင်းဦးကဒုက္ခလေးနဲ့မိသားစုကိုချွေချလိုက်သည်နည်းနည်းလေးတော့ပြန်လင်းလာပါ යි မဟေကန်ကအရာပေါ်လှဲလိုက်သည်ဒီစကားမပြောတော့ကျင်းဦးပြေနေရခနေသည်ကျင်းဦးရဲ့ဒီလိုလူမသိသူမသိစာရေးတောင်းပန်ရုံနဲ့ဘယ်ရပါမလဲသူမအင်းငါ့ကိုစော်ကားပြီးလက်ကင်မှာပြစ်ချခဲ့တော့ငါကဓာတ်တလဲကင်ထားတာဤငါစိတ်ထဲမှာတစ်ခုပဲရှိတယ်ဒီသားနဲ့ငါပိုင်းပြစ်လိုက်မယ်ဆိုတဲ့စိတ်ပဲမမစင်းမြတာဆွဲမထားဘူး အင်တန်အယုတ်ဆိုအကျဉ်းတန်တာတွေဖြစ်ပြီးပြီပေါ့ဒါပေမဲ့ငါမခုတ်ဖြစ်ခဲ့ဘူးအဲ့ဒါလေကောင်းသွားတာပါပဲငါရဲ့ရဲဆက်ဆက်တွေးထက်တိုင်ရုံဖြစ်ချင်ပါဘူးအခုငါမင်္ဂလာရှိရှိ နိုင်ရတော့မှာအေးမဲ့အင်ကဘာလို့ပြောတာလဲတာအောင်အမေကြီးတော်ဆန်ရွှေငါ့ကိုရောငါမိဘနှမကိုပါလာတောင်းပန်ရတော့မှာပေါ်ကြီးသူ့သားစာကိုသူ့မအေးဖက်ရရင်ရှင်းသွားပြီပဲတော့ပဲရပြီလာတောင်းပန်ချီလို့ငါပြောလို့ရပြီ မယင်ကန်ရဲ့အကျဲအကျဲထပ်ဖြစ်ပါအောင်မယ်ဟဲ့အကျဲအကျဲရွာလုံးကြအောင်စော်ကားခံရပြီးပြီပဲကြည်ဦးရဲ့အကျဲအကျဲရွာလုံးကြတောင်းပန်မှာငါကျင်နဲ့နိုင်ရမှာပေါ့တဲ့ဒီဘလောက်ချူချူကွန်းဒီနဲ့မလဲနိုင်ဘူးအေးတာအောင်ကိုပြောလိုက်တပတ်ခါမနဲ့ကြီးတော်ဆန်ရွှေကိုတိုင်းရော့ဝဲသားရွက်ခဲတော်လို့တပတ်ခါရေလို့တီတီကြကြပြောလိုက်တာလေအတိတ်ပဲရှိပါတပတ်ခါမှာကိုပြည့်သူမောင်မြတ်သား မောင်မြတ်သားကြည်တော်ကုန်းရွာကိုသွားမှဖြစ်ကြောင်းမေင်ကန်ကြားထားခြင်းကြောင့်ဖြစ်။ဘာပဲဖြစ်ဖြစ်ဒီကိစ္စမှာဘာပဲဖြစ်ဖြစ်ဒီကိစ္စတွေအကိုမတီးစေခြင်းအကိုကိုယ်တိုင်ယုံကြည်စွာမှလိုက်သူကဒီလိုလို့ရကောင်းလားရှိလာနိုင်သည်။ပြောကြကြည်ဆိုလင်းလူငယ်တပါးပါတအောင်သူ့လက်ကမ်းမှာယူထားလိုက်ခြင်းကိုမေင်ကန်ခွင်လွန်နိုင်သည်။နားလေနိုင်သည်အပြိုဘွားလူပြိုကမျက်နှာလိုယူထားပါသည်ဆိုယုံကလွဲလို့ အပုံကြီးစိတ်ဆိုးစရာမရှိပါတို့တော့ဒီဘွားကိုအကြောင်းပြုပြီးကြီးတော်ဆန်ရွှေကြီးစော်ကားမှုကိုတော့မအင်ကန်တသက်မကြီးမကြီးလို့ဖြေရှင်ရအောင်ကလည်းရှင်းလင်းရှုပ်လေးဖြစ်ဖို့သာရှိသည်တသေးမရှိမအင်ကန်လို့နာမည်ထိုးထားတော့ဘွားကနေရာမှာရောက်နေခဲ့ပြီးမဟုတ်လားအခုတော့တသေးရပြီသားဖြစ်သူကိုယ်တိုင်ကမတရားရယူမိပါသည်ဟိုဝန်ခံထားသောစာတစားမအင်ကန်လက်မရှိပြီးဒီထက်အသေးချသည့်တသေးမရှိဘူး ကျေးဥရဲ့ဝင်တော့စီတီးဝင်ပြီးထွက်တော့မှခေါင်းမိချုံထွက်ချင်လို့မရနိုင်ဘူးအေးငါတသက်လုံးလိပ်ပြလို့နေခဲ့သူပါညီတီးပါတယ်အခုတော့ငါပဒုံးလို့နေတော့မင်းလို့ပိုင်းဖြတ်ထားတယ်ငါ့ကိုစော်ကားသူကငါ့ကိုကတော့ပွဲရှိရောက်တောင်းမှမှကျင့်နေနိုင်မယ်ကျေးဥကတော့မရင်ခင်စကားတွေကိုဒါအံ့ဩနေရတော့ဒီပြောက်သူကမနှမျိုးကောင်းရသူကနှမျိုးဆိုသလိုမအိမ်ကံဖြစ်ကိုကြည်ဥပင်ရင်နာခေရပါ යි ။ ဒါကြောင့်လဲတာအောင်ကိုတွေးတော့နင်းနေနနာလေးပြောခဲ့သည်။ရွာမှာကြီးကြီးတဲ့ချမ်းသာသူဤတာတရားကိုတနေ့လုံးမှ တနေ့စားရသူကချူချူဖဲဖဲပြောပြခဲ့သည်။တာအောင်ရေးထားသည့်တောင်းပန်စာကိုလည်းပအောင်ယူခဲ့သည်။ကျေးဥသဘောကတော့ဒီကိစ္စဒီမာတင်ပြီးတင်ပြီ။ဖြစ်ခဲ့တာတွေလည်းဖြစ်ခဲ့ပြီ။အခုတော့သူယူလာသည့်စာကိုဖတ်ပြီးမှမိန်ကန်ကကတော့ပွဲနေ့လာတောင်းပန်ရမည်ဆိုနေပါပါကော။ နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်။